ဘလောက်ပင်သီလကောင်းမှုတွေပြည့်စုံလို့ပြိဋ္ဌာန်ခံစား권နေရပါစေခေါရီခန္ဓာကြီးရှိနေပြီဆိုရင်တော့အိုရာအုံမနာယာအုံမတီယာအုံမအိုနာသိမလွတ်သေးသမျှခန္ဓာဆိုရာမဆုံးနိုင်ခန္ဓာမဆုံးနိုင်တာကိုပဲတန်ត្រာလေတယ်လို့ခေါ်ပါသည်တန်ត្រာလေတယ်ဆိုတာဘာ၄လဲဘဝ၄တခုပြီးတခုရခန္ဓာ၄တခုပြီးတခုရနေတာကိုပဲ ်ခန္ဓာလေးတယ်တန်ត្រာလေးတယ်လို့ခေါ်တယ်ပြီးတော့အဲ့ဒီခန္ဓာလေးတာကိုလွတ်ဖို့ကြတော့ဒါနာလေးသီလလေးနဲ့လွတ်အောင်ယုံလို့ရမလားမရဘူးဟောရီယုတ်တရားတန်တရားကြီးရဲ့စက္ကန်တိုင်းသိနေတာကိုဝိပဿနာဉာဏ်နဲ့တွေးအောင်ရှာဖို့လိုပါတယ်ဟောရီယုံတရားနံတရားကြီးရဲ့စက္ကန့်တိုင်းအနိစ္စဆိုတာကိုစာတဲကအနိစ္စခန္ဓာထဲမှာ တွေ့အောင်ရှာဖို့လိုပါတယ် စာတွေကဒုက္ခခန္ဓာတွေမှသိအောင်ရှာဖို့လိုပါတယ်ငါဖြစ်ခြင်းသလိုမဖြစ်ဘူးဆိုရဲစာတွေကအနတ္တဟောဒီခန္ဓာမှတွေ့အောင်ရှာဖို့လိုပါတယ်အဲ့ဒါကြတော့စာတိနာတိလေးနဲ့ရမလားခန္ဓာအတိကိုဝိပဿနာမမဖိနေရကို မရပါဒီတော့ဝိပဿနာဘာဝနာ မပါသမျှအနိစ္စဒုက္ခအနတ္တရဲ့အမှန်ကိုသိမလား အနိစ္စဒုက္ခအနတ္တရဲ့အမှန်ကို မသိဘူးဆိုတဲ့ကကိုယ့်ကိုယ်ကိုရဲတယ်ကောင်းတယ်ငါပဲသူပဲဆိုတဲ့အစွဲကွာမလားမကွာသမျှတန်တရာဆုံးမလားမဆုံးဘူးတဲ့ဒါကြောင့်ကျွန်မလေးစဉ်းစားလိုက်ပြီးဘလောက်ချမ်းသာပါစေဘလောက်ခံစား quyền ရပါစေဟောဒီခန္ဓာကိုယ်ကြီးရပြီဆိုရင်တော့အိုရဲမျိုးဖြစ်တဲ့အတွက်အိုရမှာ မလွဲပါပဲနာရဲမျိုးဖြစ်တဲ့အတွက်နာရမှာ မလွဲပါပဲ သီတယ်မျိုးဖြစ်တဲ့အတွက်သီကိုသီရမှာမလွဲပါပဲဘာလို့ပါလဲတဲ့အိုနာသီမလွတ်သမျှတော့ငါတို့လိုချင်တဲ့ချမ်းသာအမှန်ရမလားမရဘူးဒါကိုသူသွားတွေ့တယ်အဲကြောင့်ဘာဝနာမပါတန်တရာရှိကြလွန်လပ်သည်ဘာဝနာမမပိုင်တန်တရာမရှိဘူးအဲ့ဒီဘာဝနာကိုပွားမှဝိပဿနာဉာဏ်ကိုရမယ် ဝိပဿနာဉာဏ်ကိုတဆင့်ဆက်ပွားမှမဉ္ဉာဏ်ဘုံဉာဏ်ရမယ်မဉ္ဉာဏ်ဘုံဉာဏ်နဲ့မှမှသောတာပန်အစဉ်ပထမဆုံးမဉ္ဉာဏ်ဘုံဉာဏ်ရပြီဆိုကြတဲ့ကဘဝတည်တက်ကတ်ထားလို့ရမသွားဘူးလားခொနဘဝပဲပရိသတ်ရင်အောက်ဆုံးသောတာပတိမဉ္ဉာဏ်ဘုံဉာဏ်တော့ရအောင်ကြိုးစားသွားရင်တော့ဘဝတန်ត្រာဆိုတာတက်ကတ်ထားလို့မရဘူးလားရသွားပြီသူ့အတွက်ဘယ်နှဘဝပဲကြံတော့တယ် ဒါကြောင့်ဘုန်းကြီးတို့ကလေနိဗ္ဗာန်အထိမပြောပါဘူးဟောဒီဘဝဟောဒီခန္ဓာကြီးရတဲ့အချိန်ငါဆင်းရဲတဲ့သူချမ်းသာတယ်ငါဆင်းရဲတဲ့သူဆင်းရဲတယ် ਨੇ စဉ်းစားလို့မနေပါနဲ့ပြိတ္တိုင်ရထားတဲ့သာသနာ အခွင့်ကောင်းကြီး ਨੇ ဂျုံတို့မှရထားတဲ့ယုတ်တရားနန္တရားကိုဘာဝနာလေးပွားလိုက်မယ်ဆိုရင်တော့ဝိပဿနာဉာဏ်ရရင်ပါရမီကုသိုလ်ပါလိမ့်မယ်အနေဆုံးအပင်၄ပါးတကားပေါက်တော့ပြိပါလိမ့်မယ် ပေဘူးလားမဉဏ်ဘုံဉဏ်မဟုတ်တော့လည်းပဲဝိပဿနာဉဏ်သည်ဒီဘဝကနေတန်ត្រာခရင်သွားရင်တန်ត្រာမဆုံးသေးဘူးလို့ဆိုတော်လေတဲ့ငရေတရိษံပြိတ္တာသူရကင်ကြမလားဟောမကြဘူးပြိတ္တာရင်ဒါဆိုရင်ဒီတဲ့ကြိုးစားလိုက်လို့သောတာပတိမဉဏ်ဘုံဉဏ်လောက်များရသွားမယ်ဆိုရင်ေဘဝတန္တရာခရီးကတော့ခုနှစ်ဘဝလီဆိုတာပဲကို့အတွက်ကြံပါတော့တယ် တတ်ကတ်ထားလို့မရဘူးလားအေးအဲ့ဒီလောက်ထိတော့မှန်းဖို့မလိုဘူးလားလိုတယ်ဒီတော့ဘာဝနာမပသန္တာရှိကြနောလသည်ဒီတော့လိုက်ဆိုဘာဝနာပမဘာဝနာပမဘုဒ္ဓခာဘုဒ္ဓခာမုံချငြိမ့်လိမ့်မည်မုံချငြိမ့်လိမ့်မည်ဆိုကြတာ ကဲဒါဆိုရင်ပြိတ္တရေဘာဝနာပါသွားရင်တော့ချမ်းသာတာတွေဆင်းရဲတာတွေစဉ်းစားစရာလိုသေးလားခံစားနိုင်တာတွေမခံစားနိုင်တာတွေဆင်းရဲစရာစဉ်းစားစရာလိုသေးလားဟောဘာဝနာပါရင်ပြိတ္တရေသောတာပတ္တိမဉ္ဉဏ်ကနေတစဉ်ပြီးတစဉ်သွားလို့အရဟတမဉ္ဉဏ်ဘုံဉာဏ်များရောက်သွားပြီဆိုရင်တော့ဝတ်ဒုက္ခဆိုတာအပြစ်တိုင်းငြိမ်းပါပြီဘယ်သူတွေးနေတာလဲ ကျွန်မာလီပြိတ္တိုင်အံ့ဩဖို့မကောင်းဘူးလားဟောဒီတဲမှာဆင်းရဲပါတယ်ဆိုတော့လူတော်မှအဲ့ဒီကျွန်မာလီလောက်ဆင်းရဲပါမလားအေးအတွေးမှန်လေးရသွားတဲ့အခါကျတော့ तू အရင်ဆုံးစဉ်းစားပြီဒါဆိုရင်ငါသည်ဘဝတန်ត្រာခရီးကိုဖြတ်တန်းရဥမ္မာနိဗ္ဗာန်ဆိုတဲ့ပန်းနိုင်ကိုမရောက်သေးရင်တော့ငါအတွက်ဘလောက်အကြာကြီးဆက်ရမယ်ဆိုတာမသိသေးဘူးဒါကြောင့် ောရိမဝိပတ္တိရှင်တော်မြတ်ဖရာရဲ့သာသနာတော်မြတ်ကြီးနဲ့လည်းငါကြုံနေပြီဖရာစေဖရာမရဲ့ဓမ္မတရားစေတရားမံကိုလည်းငါအာထုံလို့ရပြီတန်ခါစေတန်ခါမံကိုလည်းငါလှူဒန်းလို့ဒါနပြုခွင့်ရပြီဒါဆိုရင်တန်တရာခྱི་အတွက်ဟောရိသာသနာကြီးနဲ့ကြုံတော့မှာတော့ငါအရင်ဆုံးဒါနကုသိုလ်ရအောင်ယူမယ်ဘာကုသိုလ်ရအောင် ဒါနကုသိုလ်ရအောင်ယူမယ်ဆိုပြိတ္တရင်ကြုံမသူ့မှာပိုင်တာပါပဲရှိတယ်ရေအိုးလေးတစ်လုံးပဲရှိတယ်သို့တော်ပြိတ္တရင်ရေအိုးလေးတစ်လုံးရှိတယ်ဆိုဒီရေအိုးလေးလည်းပဲရေမခတ်ရအောင်လားပြီးတော့ငါဘာလူမလဲလူတော့လူခြင်းမီလူမှဒါနကောင်းဖို့ရှိမှသံသရာမှာချမ်းသာမယ်ဆိုတော့သိပြီငါဘာလူမလဲလို့စဉ်းစားလိုက်တော့သူ့မှာလူเสียပါရှိကောင်းဘောကရေအိုးလေးလက်နဲ့ဆန်လိုက်တဲ့အခါကျတော့ရေအိုးလေးမှာပါရှိတယ် ရေရှင်းပါလူမယ်ဒါပဲဗောပြိသိုက်မရှိလို့မလူဒါပဲအခုရှိအောင်ရှာရင်မရဘူးလားရေအိုးထဲမှာရေရှင်းဟောဒီရေကိုလူမယ်ဟောဒီရေကိုဘုရားရှင်ကိုရောမြတ်ကြီးလွင်လေဘုရားရှင်ကိုရောမြတ်ကြီးတောက်နိုင်မတောက်နိုင်ဘုရားလည်းအသုံးနဲ့ဟိုးအနုဝဲစားနောက်ဆုံးတရိစ္ဆာန်ဒီတိုက်မယ်ဆိုရင်ဒီရတန်ဖိုးမရှိဘူးလား ရေပင်ဆိုပြီးတော့ပြိဋ္ဌာန်ကြီးအထင်သေးလို့ရမလားမရပါဘူး။အေးဒါကြောင့်ဒုပြိဋ္ဌာန်ကိုပြောနေတာစင်းရဲတဲ့ချမ်းသာတဲ့စဉ်းစားစရာလိုသလားမလိုပါဘူး။ငါပြောတပီးလေးပဲဒီနေ့ဝင်နိုင်တယ်ဆိုရင်တပီးကိုပြိဋ္ဌာန်ကြီးအနည်းဆုံး73လုံး74လုံးတော့ပါပါတယ်။မပါဘူးလားမပါဘူး။တပီးလူစရာမလိုဘူးဟောဒီတပီးလေးကိုခြင်ပြီးတော့လာလမ်းမာဒီသွားမပြည့်စုံလို့အိမ်စဉ်ရက်နေတဲ့တန်ခါတစ်ပါးတွင်အိုး ိုးတန်ငါတွေတော့ဟောဒီစသုံးလုံးလေးကငါလူလို့တလုံးတွင်တလုံးပဲယော့มาပေါ့ကို့အတွက်ကတလုံးလေးယော့သွားပြီမယ်ဟောဒီတလုံးလေးကိုဖုံးပေးလိုက်တဲ့တန်ငါကြီးဆွမ်းနှလုံးစာလောက်တော့အချိန်မကောင်းဘူးလားဒါပဲခံယူတတ်တဲ့အတွေးမှန်လေးရှိရင်လှူစရာဆိုတာရှားသလားပရိသတ်ကြီးဆင်းရဲသားတွေကအဲ့ဒီလိုတွေးဖို့လိုသလိုချမ်းသာတဲ့ပုံကိုယ်တွေကပရိသတ်ကြီးချမ်းချမ်းသာသာလှူရင်မရဘူးလား ြောလိုတာကသူ့မှာရေရှိတော့ဘာလုမယ်ဒါပဲဒုပရိသတ်ရွှေရှိရင်ဘာလုလို့ရလဲအပိုင်မင်းဒါလေးကိုမေးချင်တာအတော်ပဲရွှေရှိတော့ဘာလုမယ်ငွေရှိတော့ညီရှိတော့ရေရှိတော့ဘုန်းကြီးမှာကြာဘာပြရာရှိလဲဘုန်းကြီးပိုင်တာဘာရှိလဲ အာမမပိုင်ဘူးဘုန်းကြီးပိုင်တာပရိသတ်ကြီးတခုမှမယူတခါတခါမှလူသားသားကြီးကြည့်ပဲဟုတ်တယ်မလားမလီကားအကောင်းကြီးအထင်မကြီးနဲ့ဟုတ်လားသူများလူသားကြီးပဲကိုရှာရပါပါလေဘုရားသာသနာနဲ့တွေ့ကြုံဘုရားသာသနာကိုစီကံတကြစာလေးသင်ကံကောင်းထောင်းမစွာပါရမီလေးပါလို့ဟောခွင့်ပြောခွင့်ရတော့ပရိသတ်ကြီးဘုန်းကြီးတို့လည်းပဲအစဉ်ပြေတာပါမာနတက်เสียရှိသလားသို့တော်ပရိသတ်ကြီးဘုန်းကြီးပိုင်တာလူမသိလို့ပါ ရွှေရှိတဲ့ဓကမာကြီးတွေရွှေလူမယ်ငွေရှိတဲ့ဓကမာကြီးတွေငွေလူမယ်မြေရှိတဲ့ဓကမာကြီးတွေမြေလူမယ်ရေရှိတဲ့ဓကမာကြီးတွေရေလူမယ်ဟောဒီကိုတော်တဲ့လေရှိတဲ့အတွက်လေလူတယ်အောင်မဲပရိသတ်ဒီလေနဲ့လှူလို့ပဲပြီးရင်အချိန်နေကောင်းတာမှာမို့လားအဲ့ကောင်းလို့ရတဲ့မန္ဒီလေးကိုမနက်ပံဆွမ်းလေးပြင်အောင်လုပ်လိုက်တော့ဟောမနက်ပံဒီကနေ့လှူတာကလေမနက်ပံကျရင်လေကဘာဖြစ်သွားလဲ ဟာဘောပရိသတ်လေရှိတော့လေနဲ့လူရတာအောင်မလေးတကဘာလုံးပတ်ပြီးတော့တတိကိုလေနဲ့မှုတ်သူ့အိတ်တဲကထွက်လာတဲ့ခုံလာတဲ့ပတ်စံကုန်ဆင်းရဲသားနဲ့ဘုန်းကြီးပြန်လူဘလောက်ကောင်းတော့ပရိသတ်လေရှိတော့ဗာနဲ့လူပြောချင်တာကလူချင်းရင်ရှာရင်မရဘူးလားရတယ်ဟုတ်လားဒီနေ့မှာဘုံဘုံစကားတခုံပြောဖို့ရှိလာပါလေသတိရလာတယ်ရွှေရှင်းရွှေလှူတယ်ဆိုတော့ဘုန်းကြီးဘယ်တော့မှ မမေ့တဲ့ဘဝတမိုင်း နာဂေမုံတိုင်းတိုက်တဲ့အချိန်ဘုန်းကြီးတို့ဘုရားကြီးသာသနာ2500မှာနာဂေအလှတော်ဆိုဟောလိုက်တာနှစ်ရက်အတွင်းမှာပဲရှင်မျိုးတော်ကလူလိုက်တာအလူငွေ3000ကျော်နဲ့ပစ္စည်းကိုကား12စီး7ဘင်းက12စီးတိုက်ထုတ်ခဲ့ရတယ်အဲ့ဒီတည်းမှာပြိဿရွှေလေးတွေပါလာ